ကျွန်တော်တို့အားလုံးဆုံးဖြတ်ခဲ့တဲ့အခြေအနေတွေကြုံဖူးကြမှာပါတခါလေကြာရင်ဘလို့ရွေးရွေးအမအီးပဲလို့ထင်ရတဲ့လမ်းစုံလမ်းခွာတွေပေါ့ကဲဒီနေ့မှာတော့အဲ့လိုအကြက်တဲတွေအတွက်ခိုင်မာတဲ့လမ်းညွန်းတစ်ခုကိုပိုင်လမ်းပြအိမ်မောင်တစ်ခုကိုအတူတူတိဆောက်ကြည့်ကြရအောင်ဟုတ်ပြီဒီအကြောင်းအရာကိုစောက်ဖို့အတွက် theory ချောချောတွေနဲ့မစပါဘူးတကယ်ဘဝမှာဖြစ်ပျက်ခဲ့တဲ့အရန်ကိုနည်းနည်းပြီးစိတ်မကောင်းစရာအကြက်တဲတူနဲ့ပဲတန်းပြီးစားလိုက်ချင်ပါတယ်လောင်ကစ်ဒူစီခရပ်เราจะทํายังไง เมื่อทุกทางเลือกดูเหมือนจะผิดไปหมดนี่คือสถานการณ์ยากลําบากที่เรามักจะเจออยู่บ่อยกว่าที่คิดครับဒါတော့မော်တာကျုံးကဂျူဒီနဲ့မီရီဆိုတဲ့ဆက်ဆက်အမျိုးအစင်းတယောက်တည်းခြေခွဲဆရာဆက်လမ်းပါပဲအခြေရောရှင်းရှင်းလေးပါခွဲစစ်မှုမလို့ရင်လည်းအလုံးသေးဆုံးမယ်ခွဲစစ်လိုက်ရင်တော့ဂျူဒီတယောက်အသက်ရှင်နိုင်ပြီမယ်မီရီကတော့ချက်ချင်းသေဆုံးသွားမှာပါသူတို့ရဲ့မိဘတွေကကက်သလစ်ဘာသာကိုအရန်ကန်ဆိုင်တော့ဒါဟာဖျားသခင်ရဲ့အလို့တော်ပဲဆိုပြီးခွဲစစ်မှုကိုညှင်းဆန်ထဲပါတယ်ဒီတော့ RBI မူကြီးနှစ်ခုဖြစ်လာတာပေါ့ တစ်ဖက်မှာဆေးရုံကတရောင်းမကြာတည်ဆုံးလာတဲ့စာရင်အသက်တစ်ချောင်းကိုကဲတင်တင်တယ်လို့ယုံကြည်တယ်။နောက်တစ်ဖက်မှာတော့မိဘတွေကကလေးတယောက်ကိုကဲဖို့နောက်တစ်ယောက်ကိုတည်ဆဲတာမျိုးလုံးဝလက်မခံနိုင်ဘူးပေါ့။နောက်ဆုံးတော့တီမူကတရားရုံးရောက်သွားပြီးတရားသူကြီးတွေအဆုံးဖြတ်ဖြစ်ခဲ့ရပါတယ်။ကဲဒီလိုပြဿနာမျိုးကိုဘဲကနေဘယ်လိုစပြီးဖြေရှင်းကြမလဲ။ဒီလိုရှုပ်ထွေးတဲ့ခြေနေဒီမှာတော်တော်များများပေးတက်တက်ဖြစ်တခုရှိတယ်။အဲ့ဒါကတော့အမှားမှန်ဆိုတာကနေရာ၄တာယဉ်ကျေးမှုပေါ်မှာမူတည်တာပဲလေ ဆိုတာပါပဲ DU user ကိုယဉ်ကျေးမှုနိုင်ရှင်ဝါရလို့ခေါ်ပါတယ်အဲ့ဒါကလွယ်လွယ်ကူထော်ဖောက်တစ်ခုလို့ထင်ရတော့အရင်ဆုံးအဲ့ဒီလမ်းကြောင်းကိုလေ့လာကြည့်ကြအောင်အခြေခံအခက်ဒီ theory ကဘာပြောလဲဆိုတော့ကျင့်ဝတ်မှာ တကပါလုံးအကွတ်အမှန်တရားဆိုတာမရှိဘူးတဲ့အမှန်ဆိုတာကကိုယ်ယဉ်ကျေးမှုကိုလူဖွဲ့ရှိကလက်ခံထားတဲ့တလစ်ထုံတမ်းတွေပဲဖြစ်တယ်လို့ဆိုရတယ် လူမှုဝေဒပညာရှင် William Graham စန္နာက DEU အစားကို1906ခုနှစ်ကကလေးကပြည်ပြည်စုံစုံပြောခဲ့ပူပါရဲ့သူကဘာပြောခဲ့ကြလဲဆိုတော့ဒီအချက်ကိုရှင်းရှင်းလင်းလင်းမြင်သားစေမဲ့နမူနာကောင်းတစ်ခုရှိပါတယ်ရှေးအောင်တမိုင်းပညာရှင် Herodotus ကမှတ်တမ်းတင်ခဲ့တာပါဂရိလူမျိုးတွေကသူတို့ရဲ့ပခင်အလောင်းကိုမိသင်ယူကြတယ် Claudian လူမျိုးတွေကကြတော့စားသုံးကြတယ်ဒီလူမျိုးစုနှစ်စုတစ်ဖွဲ့ရဲ့ဒလေးကိုနောက်တစ်ဖွဲ့ကကြားတဲ့အကောင်မှာတွန်လုတ်ချောက်ချသွားကြပြီး ကိုနီလန်ကသာတခုတည်းသော အမှန်လို့အခိုင်အမာယုံကြည်ခဲ့ကြတယ်တဲ့ဆိုတော့ဒါကယဉ်ကျေးမှုကွဲပြားမှုဆိုင်ရာအငင်းအခုံဆိုတာကိုဖြစ်ပေါ်စေပါတယ်ရှင်းရှင်းလေးပါပဲအစာပြိုးချက်ကယဉ်ကျေးမှုတွေမှာမတွင်းနီနဲ့ကျင့်ဝတ်စံနှုန်းတွေရှိလေကောက်ချက်ကဒါကြောင့်ကျင့်ဝတ်မှာဓမ္မသီးတွေထိုင်ကြတဲ့အမှန်တရားဆိုတာမရှိဘူးအမြင်တစ်ခုပဲဖြစ်တယ်အပေါ်ရန်ကြည့်ရင်တော့ဟုတ်တယ်လို့လို့ပဲနော်ဒါမဲ့ခဏလေးနေအောင် ဲ့ဒီကောက်ချက်ကအစပြိုးချက်ကနေတကယ်ပဲယုတ်တိတန်တန်ထပေါ်လာတာဟုတ်ရဲ့လားလူတွေကသဘောထားမတူကြဘူးဆိုတဲ့အချက်လေးတစ်ခုတည်းနဲ့အမှန်တရားအစ်စ်မှန်ဆိုတာမရှိဘူးလို့တန်ပြိုးလိုက်လို့ရပါမလားဒီလိုစဉ်းစားကြည့်လေလွန်ခဲ့တဲ့နှစ်ပေါင်းမြောက်ဆိုတာကလူတို့ချို့ကကဘာကြီးကပြားတယ်လို့ယုံကြည်တယ်တချို့ကလုံးတယ်လို့ယုံကြည်တယ်သူတို့ချင်းချင်းသဘောထားကွဲလဲနေတာနဲ့ပဲကဘာပုံတန်ထန်တဲ့ပတ်သက်ပြီးအမှန်တရားမရှိတော့ဘူးလားမဟုတ်ဘူးလေတပွဲကမားနေတယ်ဆိုတဲ့သဘောပဲအဲ့ဒီလိုပဲ လူတွေသဘောထားကွဲကြတယ်ဆိုတဲ့ချက်ကနေအမန်တရားမရှိဘူးဆိုပြီးကောက်ချက်ချလိုက်တာကယုတိဗေဒရမာရွက်နေတာပါဒီနေရာမှာပဲနိုင်ရှင်ဝါဒရအားနဲ့ချက်ကပေါ်လာတာပါကဲအခုမှတကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ဘိုင်းကိုရောက်လာပါပြီယဉ်ကျေးမှုနိုင်ရှင်ဝါဒတာအမန်တရားဖြစ်တယ်လို့ခဏလောက်တွေးကြည့်လိုက်ကြရအောင်သူ့ရဲ့ယုတိကိုအဆုံးထိလိုက်နာကျင့်သုံးမယ်ဆိုရင် လောကကြီးကဘလိုပုံစံဖြစ်သွားမလဲအဲ့ဒီလိုသာအစမြင်ရဲ့လက်တွဲမှာလုံးဝအဆင်မပြေနိုင်တဲ့အဓိကပြဿနာကြီး၃ခုပေါ်လာပါလိမ့်မယ် တခြားလူအဖွဲ့အစည်းရဲ့ဒလေးထုံစံတွေကိုဝေဖန်လို့မရတော့ဘူး2ကိုလူအဖွဲ့အစည်းရဲ့စံနှုန်းတွေကိုတောင်းပြန်ပြီးမေးခွန်းထုတ်လို့မရတော့ဘူး3ကိုချင်းတရားဆိုင်ရာအတိုးတက်မှုဆိုတဲ့စကားလုံးကိုယ်တိုင်ကအတိတ်ပဲမရှိဖြစ်တော့ပါမယ်ပထမအချက်ကိုကြည့်အောင်နိုင်ရှင်ဝါရတာမန်ကင်ကျွန်စနစ်တို့လူမျိုးကြီးခွဲခြားမှုတို့လို့ကိစ္စလေအပေါ်မှာကျွန်တော်တို့ဘာမှဝင်ပြောလို့မရတော့ဘူးဘာလို့လဲဆိုတော့အဲ့ဒီလိုအဖွဲ့အစည်းတွေကတော်လက်ခံထားရင်ဒီ theory အရအဲ့ဒါကသူတို့အတွက်အမှန်ဖြစ်နေလို့ပါပဲ။ ဒီလိုဆိုရင်ရှင်းလင်းပြသတဲ့ရက်ဆက်မှုတွေကတော့ဝေဖန်ရှုချဖို့အခြေခံအကြောင်းပြချက်ဖြောတော့ပါပြီ။ဒါရီမကသေးဘူး။မာရင်လူသားကင်ဂျူနီယာလူမင်လိုလူမှုပြပြင်ဖြောင်းလဲသမားတွေကိုစဉ်းစားကြည့်ပါ။သူတို့ကသူတို့လူအဖွဲ့စီရဲ့လက်ခံတာတွေစံနှုန်းတွေကိုစိန်ခေါ်ခဲ့တာလေ။နိုင်ရှင်ဝါရာအရဆိုရင်သူတို့ကအထီးပဲဖွင့်ဆိုချက်အရကိုမောင်းရင်းတဲ့သူတွေထိသွားပါလိမ့်မယ်။ဒီလိုဆိုရင်မျိုးသမီးခွင့်ရလှရှားမှုလိုမျိုးကိုချစ်တဲ့ဆန်ရတိုးတက်မှုဆိုတာလည်းအထီးပဲမဲသွားတာပေါ့။တိုးတက်မှုဆိုတာအတိတ်ကထအခုကပိုကောင်းတယ်လို့ဆိုတော့တာလေ။နိုင်ရှင်ဝါရာကအဲ့ဒီလိုနိုင်ရှင်ဆုံးဖြတ်ခွင့်ကိုပိတ်ဝင်ထားပါတယ်။ ကောင်းပြီနိုင်ရှင်ဝါရကလမ်းဆုံးတစ်ခုဆိုရင်ဘဲဆက်လုပ်ကြမလဲကဲမူလဖြစ်တနာစီကိုပဲပြန်သွားကြရအောင်ဒါပေမဲ့ဒီတစ်ခါတော့ပိုကောင်းတဲ့ကိရိယာတွေနဲ့ပေါ့ခိုင်မာတဲ့ကိုချင်းတရားဆိုင်ရာအခြေခံတစ်ခုကိုဘာနဲ့တိလျှောက်ကြမလဲကျွန်တော်ရဲ့ကျင့်ဝတ်ဆိုင်ရာလမ်းပြအိမ်မြောင်ရဲ့ပထမဆုံးအစိပ်ပိုင်းကတော့အကျိုးသိအကြောင်းသိစဉ်းစားခြင်းပါပဲကိုချင်းတရားဆိုင်ရာပြောဆိုချက်တစ်ခုကကျွန်တော်ကော်ဖီကြိုက်တယ်လို့ပြောတာနဲ့မတူပါဘူးတခုခုကမားတယ်လို့ပြောရင်ခိုင်လုံတဲ့အကြောင်းပြချက်တွေနဲ့ထောက်ခံပေးနိုင်ရပါမယ် ဒါဟာခံစားချက်တသက်မဟုတ်ပဲစဉ်းစားဆင်ခြင်မှုနဲ့ဆိုင်ပါပဲဒုတိယအစီအပိုင်းကတော့မမလိုက်ခြင်းပါဒါကရိုးရှင်းပေမဲ့အစွမ်းထက်ပါတယ်လူတိုင်းရဲ့အကျိုးစီးပွားကတန်းတူညီမျှအရေးကြီးတယ်ဆိုတာပါပဲဂါရိုးမို့လို့သူတို့မို့လို့ဆိုပြီးဘသူကမှအထူးခွင့်ရပေးတာမျိုးမရှိရပါဘူးဒါဆိုရင်ကျွန်တော်တို့မှလမ်းညွန်အခြေခံမှုစစ်ခုရသွားပါပြီအကျိုးတဲ့အကြောင်းတဲ့စဉ်းစားခြင်းနဲ့ဗမလိုက်ခြင်းဒီနေ့တစ်ခုကကျွန်တော်တို့ရဲ့ကျင့်ဝတ်ဆိုင်ရာလမ်းပြအိမ်မျိုးရဲ့အဓိကအစိတ်အပိုင်းတွေပါပဲ ကဲတော်တော်နှခုကိုဘလို့ပေါင်းဆက်အသုံးချမလဲကြည်လိုက်အောင်ဒါကကျွန်တော်တို့ကိုကိုကိုကျင့်တန်ရရဲ့အ ਨੇ ဆုံးအယူအဆဆိုတာစီကိုရောက်ရှိစေပါတယ်အဲ့ဒါကဘာလဲဆိုတော့ကိုရဲ့အပြုအမူတွေကိုအကျိုးသင့်ကြောင်းသင့်စံစားမှုနဲ့လမ်းညွှန်မယ်တခြင်းတည်းမှာပဲသက်ဆိုင်သူအားလုံးရဲ့အကျိုးစီးပွားကိုတန်းတူအလေးထားမယ်ဆိုတဲ့ကြိုးပမ်းမှုပါပဲဒါကမော်ဇန်ရဲ့ပုံသင်နည်းတစ်ခုတော့မဟုတ်ပေမဲ့ကျင့်ဝတ် theory အများစုသဘောတူညီကြတဲ့ခိုင်မာပြီးယုံကြည်စိတ်ချရတဲ့အဆက်ဖြူမှတ်တစ်ခုဖြစ်ပါတယ် ဆိုတော့ကျွန်တော်တို့ရဲ့အစဖြူမှတ်ကအကျိုးတင်ကြောင်းတင်အစဉ်စားခြင်းနဲ့ဗမလိုက်အချံကိုပေါင်းဆက်ထားတာပါဒီမူးပေါင်းကအသိတုံးအဖြေတွေကိုချမပေးပါဘူးဒါပေမဲ့ဂျိုဒီနဲ့မေရီရဲ့မိပါရင်းဆိုင်ခဲ့ရသလိုရန်ခက်ခဲတဲ့မိကုန်းတွေကိုစေစေစစ်စစ်စင့်တင်စဉ်းစားဖို့တာမရှင်ဖြစ်လို့အတဲ့ကြိယာတွေကိုတော့ပေးစွမ်းပါတယ်ဒီတော့အကျိုးတင်အကြောင်းတင်စဉ်းစားပြီးဗမလိုက်တဲ့အခါမှာကျွန်တော်တို့ကကိုယ့်ရဲ့စိတ်ခံစားချက်တက်တက်ဒါမှမဟုတ်ကိုယ့်ရင်ကျေးမှုကပြောရတာကိုကြော်လွန်ပြီးဒီတော့ကြီးမားတဲ့ခြင်းဝတ်စာရမိကုန်းတွေကိုပို့ပြီးအတွေးခေါ်ကြွယ်ဝဲတဲ့နီလန်နဲ့ချင်းကန်နိုင်ပါပါ ီတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာမိကုံကတော့အခုတိဆောက်ခဲ့တဲ့ဒီလမ်းပြအိမ်မြောက်ကိုအတုံးပြူပြီးမြမခိရဲ့ဘလို့အကြက်တဲတွေကိုစတင်ပြီးခွဲခြမ်းဆေးဖျားချင်နိုင်မလဲဆိုတာပါပဲ။